ယူဂျီပြည်ပင်ပြောင်းလဲရေးမှာအတွေးခေါ်ပြောင်းလဲရေးကလူပြောင်းတာဖွဲ့စည်းပုံပြောင်းတာထက်ပိုပြီးတော့အရေးကြီးတယ်လို့ကျွန်တော်ပြောခဲ့ပါတယ်။အတွေးခေါ်ပြောင်းလဲရေးဆိုတာကငါတို့ကအစိုးရဆိုတဲ့အတွေးခေါ်ကိုဆွတ်ပြီးတော့ငါတို့ကတော်လှန်ရေးဖွဲ့စည်းတော်လှန်ရေးတပ်ဦးဆိုတဲ့အတွေးခေါ်နဲ့အစ်စ်ပြန်လဲတိဆောက်ဖို့ကိုဆွတ်လို့ရပါ။ငါတို့ကအစိုးရဆိုတဲ့အတွေးခေါ်ရဲ့နောက်မှာနောက်ဆက်တွဲအမှားတွေအများကြီးလိုက်လာပါတယ်။တကယ်တော့ NUG ဟာစစ်ကောင်စီကိုအစိုးရအဖြစ်လက်မခံနိုင်တာပါ။ပြည်သူကလည်းလက်မခံပါဘူး။ဒါပေမဲ့သူတို့ကိုအစိုးရအဖြစ် လက်မခံနိုင်တာကိုအကြောင်းပြုပြီးတော့မိမိကိုယ်ကိုအစိုးရတဖွဲ့ဖွဲ့စည်းတာမျိုးကတော့မလိုအပ်ပါဘူးနိုင်ငံတကာနဲ့ဆက်သွယ်ပြောဆိုဖို့အတွက်ဖွဲ့ချင်ရင်တောင်မှအကျင့်ယုံပြီးတော့ဖွဲ့စည်းမယ်ဆိုရင်ဖြစ်ပါတယ်အခုဟာကအဲ့လိုမဟုတ်ဘဲနဲ့အစိုးရကြီးအင်္ဂါရက်တွေကိုပြည့်စုံအောင်ဖွဲ့လိုက်တော့တော်တော်ကိုရှုပ်ရှုပ်ထွေးထွေးနဲ့မလိုအပ်တာတွေအပိုတွေပါလာတာတွေဖြစ်ကုန်ပါတယ်အစိုးရပုံစံဖွဲ့စည်းမယ်ဆိုတော့လေအမေရိကန်အစိုးရအပြည်တိုင်းအစိုးရတို့လိုပုံစံမျိုးဖွဲ့စည်းတာမျိုးမဟုတ်ပါဘူး အမေရိကန်ဆိုရဗြိတိန်ဆိုရတို့ရဲ့ပုံစံမျိုး ဖွဲ့ဖို့ဆိုတာကလွယ်လဲမလွယ်ပါဘူး။ NUG ခေါင်းဆောင်တွေထဲမှာလည်းအမေရိကန်ဗြိတိန်မှာ နေထိုင်ဘူးသူတွေကပါဝင်တာတော်တော်လေးနည်းပါတယ်။နိုင်ငံတနိုင်ငံရဲ့အဆိုရစနစ်အကြောင်းဆိုတာကလည်းအလဲရောက်ဖူးယုံနဲ့သိနိုင်တဲ့အရာမျိုးမဟုတ်ပါဘူး။တိတိကျကျလေ့လာမယ်ဆိုရင်တော့မှအဲ့ဒီနိုင်ငံတွေမှာကိုယ်တိုင်က10နှစ်15နှစ်နေဘူးမှသိနိုင်နားလည်နိုင်တဲ့အရာမျိုးပါ။ဒါတောင်စိတ်ဝင်စားလေ့လာမှသိနိုင်တာပါ။အဲ့ဒီတော့အဆိုရတရက်ကို ပုံစံတူဖွဲ့စည်းမယ်ဆိုတဲ့အခါမှာ NUG ဟာဒေါအောင်ဆန်းစုကြည်ဦးဝင်းမြင့်တို့ရဲ့အစိုးရကိုပဲပုံတူကူးပြီးတော့ဖွဲ့ပါတယ်။ဒါပေမဲ့ဒေါအောင်ဆန်းစုကြည်ဦးဝင်းမြင့်တို့ရဲ့အစိုးရဆိုတာဟာသူတို့စိတ်ကြိုက်ဖွဲ့စည်းခွင့်ရခဲ့တဲ့အစိုးရမျိုးမဟုတ်ပါဘူး။2008အခြေခံဥပဒေကပုံဖော်သတ်မှတ်ပေးထားတဲ့အာဏာရှင်အစိုးရပုံတူပါ။တနည်းအားဖြင့်ပြောရရင်စစ်အစိုးရရဲ့ပုံစံတူပါပဲ။အခု NUG ကအဲ့ဒီပုံစံတူကိုဖွဲ့လိုက်တဲ့အခါမှာသူတို့အစိုးရဟာစစ်အစိုးရရဲ့ပုံစံတူအစိုးရအဖွဲ့ပဲဖြစ်လာပါတယ်။ဥပဒေဆိုတာကလည်း သိကြရှိတာမဟုတ်ပါဘူးအဲ့တော့ဆန္ဒပြတဲ့သူတွေကိုမင်းတို့ကဆန္ဒပြခွင့်ကြိုတင်လျှောက်ထားရလားဆိုပြီးတော့အရေးယူမယ်ဆိုတာမျိုးတွေတောင်မှဖြစ်လာတာတွေတွေ့ရပါတယ်အုပ်ချုပ်ရေးအဖွဲ့ရဲအဖွဲ့ဆိုတာတွေကလည်းစစ်အစိုးရရဲ့ပုံစံတွေဖြစ်လာပါတယ်အဲ့ဒါဟာအစိုးရအတွေးခေါ်ရဲ့ပထမဆုံးအမှားပါပဲပြည်သူလူထုအနေနဲ့ဆိုလို့ရှိရင်လူသားပြောင်းသွားတယ်ဘျူရိုကရေစီရန်တရားကြီးကတော့အတူတူပါပဲလားဆိုတာမျိုးဖြစ်သွားပါတယ်တော်လိုင်းကာလအတွက်အဓိကလောက်ရမယ်အလောက်ကစစ်အနိုင်တိုင်ရေးပါ တော်လိုင်းရေးခေါင်းဆောင်တွေအကုန်လုံးကစစ်အနိုင်တိုက်ရေးကိုပဲရှိသမျှအင်အားရှိသမျှညံစွမ်းအကုန်ပုံအော့ပြီးတော့အလုပ်လုပ်ရမှာပါအခုတော့စစ်အနိုင်တိုက်ရေးကိုလုပ်ရမှာပါအကာအကွယ်ရေးဝန်ကြီးဌာနတခုရဲ့တာဝန်လို့ဖြစ်သွားပါတယ်ကျန်တဲ့ဝန်ကြီးဌာနတွေကတိတ်အရေးမကြီးတဲ့အလုပ်တွေကိုပဲလုပ်ရတော့မလို့ဖြစ်သွားပါတယ်နိုင်ငံခြားရေးဝန်ကြီးဌာနဗဏ္ဍာရေးဝန်ကြီးဌာနလို့ဟာမျိုးကတော့အလုပ်တော်တော်များများလုပ်เสียရှိပါသေးတယ်ကျန်တဲ့ဝန်ကြီးဌာနတွေကတော့တော်လိုင်းရေးကာလမှာတိတ်အရေးမပါသို့မဟုတ်လူနည်းနည်းလောက်နဲ့ ကြဲကြဲပဲဝိုင်းလို့ရတဲ့ဌာနမျိုးတွေပါအခုတော့ဝန်ကြီးဌာနတိုင်းမှာဝန်ထမ်းတွေပုံစံအပြည့်နဲ့ခန့်တော့လူဝင်အားလေလွင့်ပြုံးတိမှုတွေဖြစ်ပါတယ်ဒါအပြင်အသုံးစိတ်ကိုဒန်းတူချပြီးတော့လဲငွေလေလွင့်ပြုံးတိမှုတွေဖြစ်ကုန်ပါတယ်ဝန်ကြီးဌာနတစ်ခုကိုကြက်သိန်း600ဈေးထုတ်ပေးတယ်ဆိုတာမျိုးကိုလည်းကြားရပါတယ်နှမျောစရာတွေပါအဲ့ဒီငွေတွေကိုတနက်ဝယ်တဲ့နေရာတွေမှာသုံးမယ်ဆိုလို့ရှိရင်တော်လိုင်းရဲ့အတွက်အများကြီးပို့ပြီးတော့အကျိုးရှိမှာပါနောက်တစ်ခါခလစ်တငယ်ဝန်ကြီးဌာနတို့ကုံသွေးဝန်ကြီးဌာနတို့ဆိုတာတွေကဘာတွေလုပ်နေမှန်း နားမလဲပါဘူး။ဘာတွေများကုံသွယ်နေတယ်လဲဆိုတာလည်းမသိပါဘူး။တော်လိုင်းရေးဖွဲ့တော်လိုင်းရေးတပ်ဦးတော်လိုင်းရေးအစိုးရသာဆိုရင်ဝန်ကြီးဌာန3-4ခုလောက်ဆိုလို့ရှိရင်တော်လောက်ပါပြီ။ပြောင်းလဲရေးလှုပ်တယ်ဆိုပြီးတော့ဝန်ကြီးဌာန3-4ခုလောက်ကိုပဲ short ချလို့ရတော့ဘာမှတိတ်ထူးမှမဟုတ်ပါဘူး။3-4ခုလောက်ပဲခြံထားပြီးကျန်တာတွေကိုဖျက်သိမ်းမှထူးခြားမှာပါ။အမှရှိရင်ရဲရဲပြင်လိုက်စမ်းပါ။ရဲရဲပြောင်းပြလိုက်စမ်းပါ။အဲ့ဒါမှလည်းကောင်းကျိုးစိုးပစ်ကိုထင်းထင်းရှားရှားမြင်ရမှာပါ။တကယ်လို့တိတ်လိုအပ်လာရင် လိုအပ်တော့မှလိုအပ်ချက်အလျောက်တိုးချက်ဖွဲ့စည်းလိုက်လို့ရှိရင်လည်းရပါတယ်အခုတော့အစိုးရတွေးခေါ်ရေးကိုကင်ပြီးတော့ပုံစံအပြည့်လိုက်ဖွဲ့တော့အချိန်ကုန်လူပန်းအလုပ်ပြည့်ရိတ်တဲ့ဆိုတာမျိုးဖြစ်ကုန်ပါတယ်အဲ့ဒီဝင်ကြီးတွေနဲ့ဒူးဝင်ကြီးတွေအများအတွင်းဝင်တွေကိုလည်းလစာတွေပေးထားရတယ်လို့သိရပါတယ်အစိုးဆုံးကတော့နိုင်ငံသားကနေတာဝန်ထမ်းဆောင်တဲ့သူတွေကိုလစာပေးနေရတာကအစိုးဆုံးမှာတမရအောင်ရဲ့ပြောရေးဆိုခွင့်ရှိဥကြော်စောအနားယူတဲ့အချိန်မှာသူ့အနေနဲ့လစာမယူတော့ပါဘူး လစာမြည်ဝဲနဲ့နိုင်ငံရေးဆက်လုပ်ပါမယ်လို့ပြောသွားတာကိုကြားလိုက်ရပါတယ်ဒီတော့မှနိုင်ငံခြားကလူတွေကိုလစာတွေပေးထားနေတယ်လစာတွေယူနေတယ်ဆိုတာကိုသိရပါတယ်တော်လိုင်းရေးလုပ်ကိုလစာယူလောက်ကြတာကိုဒီတစ်ခါပဲကြားဖို့ပါသေးတယ်တော်လိုင်းရေးလုပ်ကိုလစာပေးလစာယူပြီးတော့မလုပ်ရပါဘူးအစိုးရဆိုတဲ့အတွေ့အကြုံကြောင့်ဝန်ကြီးတွေဒုဝန်ကြီးတွေညွှန်မှုတွေအများအားအတွင်းဝင်တွေအကုန်လုံးကိုလစာပေးဖို့လိုအပ်တယ်ဆိုတော့အတွေ့အခေါ်ပေါ်လာတာပါတော်လန်ရေးခေါင်းဆောင်တွေဆိုတာလစာ မြည်ရပါဘူး။ဒါဆိုရင်အဲ့ဒီဝင်ကြီးတွေခေါင်းဆောင်တွေသူတို့ရဲ့တက်ဆိုင်ရာမိသားစုတွေအနေနဲ့ဘာတွေနဲ့သွားစားကြမလဲလို့တချို့လူတွေက မေးကောင်းမေးကြပါလိမ့်မယ်။တော်လိုင်းအဖွဲ့ခေါင်းဆောင်တွေနဲ့မဖြစ်မနေထောက်ပံ့ရမယ့်သူတို့မိသားစုတွေအတွက်ရိတ်ခါခွဲတမ်းပေးရပါတယ်။စားဖို့တောက်ဖို့အတွက်မဖြစ်မနေလိုအပ်ချက်ကိုလိုတော့ပဲရိတ်ခါအဖြစ်နဲ့ထောက်ပံ့ပါတယ်။လာစာနဲ့ရိတ်ခါမတူပါဘူး။ လစာဆိုတာကလိုလိုမလိုလိုရပိုင်권တစ်ခုအနေနဲ့မဖြစ်မနေပေးရတာပါရိတ်ခါဆိုတာကလိုအပ်သလောက်အနည်းဆုံးပမာဏအနည်းဆုံးပမာဏကိုပဲချိုးချံချွေတာပြီးတော့ထောက်ပံ့တာပါအနည်းဆုံးလိုအပ်ချက်ကိုပဲထောက်ပံ့တယ်ဆိုတာကတော်လိုင်းရဲ့အတွက်ရန်ပုံငွေကိုစည်ရေးမှာအဓိကအသုံးပြုဖို့ပါပြီးတော့စင်းစစ်ဆိုတာရှိရပါတယ်အများပြည်သူကိုထုတ်ပြန်ပေးဖို့မဖြစ်နိုင်သေးရင်တောင်မှကို့အတွင်းပိုင်းစစ်ဆေးမှုတွေအတွက်စင်းစစ်ဆိုတာထားကိုထားရပါတယ် internal audit မရှိမဖြစ်လိုအပ်ပါတယ်စင်းစစ်ဆိုတာငွေစင်းအလွဲသုံးစားလုပ်မှုကိုတားဆီးဖို့တခုတည်းအတွက်မဟုတ်ပါဘူးစင်းစစ်ဆိုတာငွေကြေးကိုအကောင်းဆုံးအထူးရောက်ဆုံးအသုံးပြုတာဟုတ်မဟုတ်စီစစ်တဲ့ performance audit တို့နောက်ပြီးတော့ငွေကြေးသုံးဆဲတာဟာတော်လိုင်းရေးကြီးမှန်းချက်နိုင်ငံရေးကြီးမှန်းချက်နဲ့ကိုက်ညီမှုရှိမရှိလုံထုံးလုံနည်းနဲ့ကိုက်ညီမှုရှိမရှိစစ်စစ်တဲ့ compliance audit တို့ဆိုတာမျိုးလဲ ရှိပါတယ်အဲ့အမျိုးတွေကိုစင်းစစ်ကလုတ်ပေးနိုင်ပါတယ်စင်းစစ်ပိုင်းကိုတိကျထပ်ပြီးတော့တင်ပြပါမယ် energy ကိုပြည်ပြင်ပြောင်းလဲရေးလုပ်မယ်ဆိုလို့ရှိရင်မလိုအပ်တဲ့ဝန်ကြီးဌာနတွေကိုအကုန်ဖြုတ်ပြရပါမယ်နည်းနည်းပပပဲလိုအပ်တဲ့ဝန်ကြီးဌာနတွေကိုပေါင်းတန်းတာပေါင်းပြီးတော့တချို့ကို company တွေလောက်ပဲထားပါမယ်လစာပေးတာတွေကိုအကုန်ရပ်တန့်ပြီးတော့ရိတ်ခါပဲပေးရပါမယ်အစိုးရဆိုတဲ့အတွေ့ခေါ်ကိုကျင့်သုံးတဲ့အတွက်အစိုးရအောင်မှာအားလုံးဝင်ရမယ်အစိုးရလက်အောက်မဝင်ရင်တပုံးဆိုတဲ့အတွေ့ခေါ်တွေ ပေါ်ပေါက်လာပါတယ်အဲ့ဒီအတွေးခေါ်တွေကိုပြုပြင်ပြီးတော်လိုင်းရဲ့အဖွဲ့အချင်းချင်းကိုကြည်ကြည်ငယ်ငယ်ညီနောင်တွေမာမိတ်တွေလို့သဘောထားပါမယ်လူမျိုးစုလက်နက်ကင်အဖွဲ့အစည်းတွေကိုလည်းတန်းတူသဘောထားပါမယ်တော်လိုင်းရဲ့အစိုးရတော်လိုင်းရဲ့တပ်ဦးဆိုရင်အဲ့ဒါလိုတွေးခေါ်ပြီးအဲ့ဒါလိုတန်းတူဆက်ဆံမှုတည်ဆောက်နိုင်မှာပါအခုကက NUG ကပြည်ထောင်စုအစိုးရလို့ဆိုလိုက်တဲ့အတွက်တွေးခေါ်လိုက်တဲ့အတွက်ပြည်နယ်တွေကိုခြေခံတဲ့လူမျိုးစုလက်နက်ကင်အဖွဲ့တွေအားလုံးကပြည်ထောင်စုအစိုးရလက်အောက်ဝင်ကြရမလို့ဖြစ်ကုန်ပါတယ် ော်လိုင်းမှာပါဝင်ကြတဲ့သူတွေအားလုံးကိုလက်နက်ကင် တော်လိုင်းတာဝန်ကိုသာအဓိကထားပြီးတော့ပေးရရပါမယ်။အခုတော့လက်နက်ကင်တော်လိုင်းကိုလုတ်တဲ့ကာကွယ်ရေးဝန်ကြီးဌာနမှာလူဝင်အားကမလုံမလောက်ဖြစ်နေပြီးတော့ကျန်တဲ့ဝန်ကြီးဌာနတွေမှာတော့လူဝင်အားအပူရှံနေလေလွတ်မှုတွေဖြစ်နေပါတယ်။ပြည်ထောင်စုဝန်ကြီးဌာနလိုဌာနမျိုးကလည်းသူ့မှာလုတ်เสียအလုတ်များများဆဆမရှိလာသလိုလက်နက်ကင်တော်လန်ရေးအလုတ်ရဲ့အရေးပါမှုကိုသိပြီးတော့မဖြစ်မနေပါဝင်လုတ်ကင်လာခြင်းတဲ့အခါမှာ ကာကွယ်ရေးဝန်ကြီးဌာနအလုပ်တွေကိုဝင်ရောက်ဆွတ်ဖက်တယ်လို့လူလုတ်တယ်လို့ဖြစ်ကုန်ပါတယ်။ဒါဟာဖွဲ့စည်းပုံဆိုင်ရာအားနည်းချက်ကြောင့်နောက်ဆက်တွဲဖြစ်လာတဲ့အားနည်းချက်တွေပါ။အချို့အပြင်ကြံပေးရမယ်ဆိုလို့ရှိရင်တော့ NUG ပြုပြင်ရေးမှာအတွေးခေါ်ပြောင်းလဲရေးနဲ့တက်တည်ဆောက်ရေးဟာအရေးကြီးဆုံးဖြစ်ပါတယ်။နောက်ဆက်တွဲအနေနဲ့ဝန်ကြီးဌာနတွေရဲ့80ရာခိုင်နှုန်းကိုဖြုတ်ပစ်ပြီးတော့လက်နက်ကင်တော်လိုင်းရေးမှာပုံပြီးတာဝန်ယူလှုပ်ဆောင်ကြစေခြင်းပါတယ်။ပြုပြင်ပြောင်းလဲရေးလုပ်မယ်ဆိုတာကိုကြိုးစားပါတယ်။အမှန်တကယ်ပြုပြင်ပြောင်းလဲမှသာ လက်နက်ကင်ဒေါ်လာရေးအောင်မြင်မှုအတွက်အကောင်းဆုံးအင်အားစုတစ်ခုဖြစ်လာမယ်လို့လည်းယုံကြည်မျှော်လင့်မိပါတယ်